မဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့ဘာပေါ့အဲဘုတ်အပ်ပေါ့ဗျာဘုတ်အပ်ရေးနီဘုတ်အပ်နဲ့တူခက်စင်စင်ပေါ့တူတယ်ပေါ့ဗျာပြောမှဆိုတူတယ်ပေါ့အဲတူတယ်ဘာပေါ့ပြောရမလဲ movie app ပေါ့ဗျာအဲ့လိုအမျိုးလုံးလို့ရမယ်ပေါ့ Google ရှိတမျိုးလေးကိုတုံးမယ်အဲကျွန်တော်တို့တုံးမယ်ပေါ့ဗျာကျွန်တော်တို့ဘုတ် app ပါ1ဒါကတော့ပါ1အဲပါ2ပါ3လဲလာကောင်းလာနိုင်နေပေါ့လာမှာပေါ့ဗျာပါ3အထိတွားမလားတော့မသိ ราတို့အဲဆိုရင်ပါ2နဲ့ပါ3ဆိုရင်တော့အဆင်ပြေလိမ့်မယ်ဗျဒီပါ1မှာတော့ကျွန်တော်တို့အများကြီးတင်လို့မရဘူးတစ်ခုတည်းပဲတင်လို့ရမယ်โอเคကျွန်တော်တို့တွေအဲဒါဆိုရင်ကျွန်တော်တို့ Play Store ထဲကိုအရင်ဝင်လိုက်ပါအော် Play Store မရှိရင်ကျွန်တော်ရှိလာတောင်းကျွန်တော်ရှိလင်းထုတ်ပေးထားမယ်ပေါ့ဗျာကျွန်တော်တို့ Play Store မရှိလို့မရှိတဲ့လူတွေပေါ့ software ကြီးတန်တန်လင်းထုတ်ပေးထားမယ်ကျွန်တော်တို့ server မှာကျွန်တော်တို့ live ရိုက်ရှာလိုက် Google ချီရှိလို့ပဲရှာလိုက်ရတယ်ဗျ SHEED ရှိ okay ရှာလိုက်မယ် โอเคကျွန်တော်တို့ကျွန်တော်တောင်မှာအဲ့ဒိမြင်ခိုင်းရင်ကျွန်တော်မမြင်သေးဘူးကျွန်တော်တို့ဒီမှာ Google Sheet ဆိုတာကြားလိုက်အဲ့ဒါကိုကျွန်တော်တို့ install တင်လိုက်ပေါ့ဗျာ install down လိုက်ပေါ့ဗျာပြောအောင် down လိုက်ပါဘာလို့ဆိုရင်ကျွန်တော်တို့ဒီမှာ software လေးရလာမယ်ပေါ့ Google Sheet ဒီမှာ sheet ဆိုတဲ့ software လေးထွက်လာနိုင်မယ်โอเคအရင်ဆုံးအဲ့ထဲကိုဝင်လိုက်ပါဟို software မရေးသေးဘူးမစားသေးဘူးဟို sheet ထဲကိုရောက်လာနိုင်မယ်ဒါကျွန်တော်အရင်လုပ်ခဲ့တဲ့ project တွေပေါ့ဗျာဒီမှာဒါကျွန်တော်အရင်လုပ်ခဲ့တဲ့ project တွေပေါ့ဒီကောင်ကကျွန်တော်တို့ရေတခု အစ်စ်တီးဆောင်းမယ်ပေါ့ဗျာကျွန်တော်တို့အဲ့ဒါဆိုရင်အဲ့ဒီမှာအပေါင်းလေးကိုနှိပ်လိုက်မယ်အပေါင်းလေးကိုနှိပ်လိုက်โอเคကျွန်တော်တို့ပြလို့ရှိရင်ဒီမှာ new အဲ spread sheet ပေါ့အဲအကောင်လေးကိုယူလိုက်မယ် new spread sheet နှိပ်လိုက်မယ်အဲ့โอเคကျွန်တော်တို့ဒီမှာဇာတ်ကြီးကြလာလိမ့်မယ်ဗျာဇာတ်ကြီးโอเคဒီမှာဇာတ်ကြီးကြလာပြီဒီမှာရှိတယ်ဒီထိဆုံး1ဟန်မှာတွေ့လဲเนาะ1မှာလာတဲ့ကောင်ဒီမှန်သမ ्या က ID လို့သတ်မှတ်ပေးရမယ် ID တခုခုပေါ့ဗျာ ID ထားရမယ်ဒီ 1ABC ABCD ပေါ့ကြိုက်တယ်အများကြီးအများကြီးဒီမှာအများကြီးထည့်လို့ရတယ်ဗျာ Z ဒီရှိတယ်ဒီကောင်ကကျွန်တော်တို့အဲ့လိုထည့်လို့ရမယ်ဒီထိတ်ဆုံးကကောင်းနေလို့တော့ဒီကောင် ID လို့တတ်မှတ်ပြရမယ်အဲ့ထိတ်ဆုံးက A အောက်ကအကွက်လေးတွေပေါ့အဲ့ကောင် ID ကျွန်တော်တို့ဒီမှာဒီကောင် ID တတ်မှတ်လိုက်မယ်เนาะကျွန်တော်တခုခုသုံးချောင်းလို့ပြရမယ်ဗျာတက်ဗျူးနေတော့မလားကျွန်တော်အဆင်ပြေပြေသလိုအကုန်ကြိုက်ကိုကြိုက်လို့လုပ်လို့ရတယ်ကျွန်တော် A အောက်ကအကွက်โอเคဒီမှာဒီဒီအကွက်လေးကိုကျွန်တော်ထောက်လိုက်ပြီ အာ ID တက်မှတ်မယ်ကျွန်တော် ID အရင်ဆုံးကျွန်တော်ဘာလုပ်မလဲဆိုတိုက်တယ် DIDN လေးတိုက်တယ်ကျွန်တော် ID လေးတစ်ခုတက်မှတ်လိုက်မယ်ပေါ့တိုက်တယ်ခေါင်းစဉ်ပေါ့ဗျခေါင်းစဉ်လေးတော့ပေါ့ပြီမယ်ဟိုအဲ့ဆိုရင်ဒီမှာအမှန်ကြီးလေးရှိမယ်အဲ့မှာအောက်ဆုံးမှာအမှန်ကြီးလေးအကောင်လေးနေလိုက်အာ okay ကျွန်တော်တို့ပြီးလို့ရှိရင်ဒီမှာအမှန်ကြီးလေးလာနိုင်ပြီလက် okay ကျွန်တော်တို့ဒီမှာတိုက်တယ်ဆိုတာလေး sorry 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 ဒီမှာ AA အောက်မှာ တိုက်တယ်ဆိုတာလေးရောက်လာလိမ့်မယ်ဒီမှာတိုက်တယ်โอเคဒီလိုရောက်သွားပြီပြီးလို့ရှိရင်ကျွန်တော်တို့ဒီအောက်ကနံပါတ်2ဆိုတဲ့အကွက်ဒီဟာအလုံးက data တွေဒီရေးကိုရေးလိုက်မယ် data တွေနဲ့ဒီ ID နဲ့ကညီတယ်ပေါ့ဒီ ID ကိုယူလိုက်ကိုယ့်ရဲ့ software တွေ scanware တွေမှာထည့်ပြီးတော့ ID ခေါ်လိုက်တာနဲ့ဒီအောက်က data တွေကို तू ਆ ပြပေးမယ်ပေါ့ I ပြောချင်တာက data နဲ့အပေါ်က ID နဲ့အတူတူပဲညီမျှတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ဒီ ိုကဲရှိက ID ဒီ ID လေးတခုပဲလိုအပ်တယ်ဗျ ID ကိုကျွန်တော်တို့စကတ်ဝဲထဲမှာဆော့ဝဲရေးလိုက်မယ်ထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီအောက်ကဒီ2345678တဲ့ဘာညာတွေအဲ့ဒီအကွက်ထဲကအကောင့် data တွေကိုသူကကျွန်တော်တို့ရဲ့ software ထဲမှာလာပြပေးမယ်ပေါ့ခေဒါဆိုရင်အဆင်ပြေတယ်ပေါ့ဗျာနော်โอเคကျွန်တော်တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာနံပါတ်23 ABC ABC အကွက်တွေထဲမှာကျွန်တော်တို့ light ထည့်လိုက်ရတယ်ကြိုက်တယ်ကျွန်တော်တို့ message ရောက်ဆုံးနေလိုက်ဒီမှာ tab formula ဆိုတာရှိတယ် under that formula okay ဒီမှာ b ရဲ့အောက်မှာကျွန်တော် message msage message ပြီးရင်အမှန်ကြီးနဲ့ညာဘယ်တော့အမှန်ကြီးကိုနဲ့ပြီးရင် cc အတွက်ကအဲကျွန်တော်တိတ်ရှင်းမပြတော့เนาะကျွန်တော်ဒါတိလောက်ပဲထင်ပါတယ် c တော့က id ပြကြကြိုက်တယ်ဟာထားလို့ရတယ်ကျွန်တော်တို့အဲ့ဒါဆိုရင်ဟောကိုကိုလို့ပဲထည့်လိုက်မယ်ကိုကိုဒီ id လေးတွေကမှတ်ထားရမယ်เนาะကျွန်တော်တို့ဒီမှာမှတ်ထားမယ်โอเคကျွန်တော်တို့အမှန်ကြီးလေးနေလိုက်မယ် ဒီတိုက်တယ်လေးကိုနည်းနည်းပြင်လိုက်မယ်အသေးလေးနဲ့ရေးမယ်ဗျာโอเคကျွန်တော်တို့ဒီမှာရလာပြီလိုရလာပြီကျွန်တော်တို့ဒီလိုရလာပြီဆိုရင်โอเคကျွန်တော်တို့တွေဘတ်နဲ့ပြန်ထွက်လိုက်တော့ဒီမှာเนาะကျွန်တော်တို့ ABC အာ ABC မှာအောက်ွက်လေးတွေမှာဒါလေးတွေရေးပြီးသွားလို့ရင်ကျွန်တော်တို့ဘတ်လေးနဲ့ပြန်ထွက်လိုက်မယ်အဲโอเคကျွန်တော်တို့ဒီမှာဒီဒီ spread ရှိရလာပြီโอเคပြီလို့ရှိရင်ကျွန်တော်တို့ဒီမှာအဆက်30ရှိတယ်ဒီအောက်မှာပေါ့ပြန်ရမယ်เนาะကျွန်တော်တို့ဒီအောက်မှာ30ရှိတယ်ကျွန်တော် နားလေခါအဆက်30ရှိတယ်ဗျအားမရှိလို့အားကွင်းလိုက်ပါခဏလေးပါโอเคโอเคဆက်30ကိုနှိပ်လိုက်ဆက်30ကိုနှိပ်လိုက်ပါအဲ့ဒီဆက်30ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ copy link copy link ဆိုတာရှိတယ်အကောင့်ကိုယူလိုက်မယ် copy link ဆိုတာနှိပ်လိုက် ခေကျွန်တော် copy group ပြသွားပြီထွက်လိုက်တော့ copy group ပြသွားလို့ရည်ရင်ကို Google မှာသွားပြီးတော့ Google Chrome browser browser တစ်ခုခုပေါ့ဗျာကျွန်တော်အဲ့မှာသွားရှာရမယ်ပေါ့ဗာရှာမလဲဆိုတော့ s h e d s h e d b ပေါ့ s h e d b လို့ရှာလိုက်ရင်ကြာလာလိမ့် Google ကလုတ်ပြထားတယ်ဒီမှာ s h e d b .io ဟာဒီမှာဒီမှာလာပေါ်ပြီအဲ့ဒါဆိုအဲ့ဒါလေးနေလိုက် အာ Jason ABI ပေါ့ဗျာ DABI နဲ့လှုပ်လို့ရမှာဖြစ်တယ် Okay ဒီမှာကျွန်တော်တို့ဘာရှိလဲ create API ပေါ့ create API အားလေးနှိပ်လိုက်မယ်တစ်ချက်နှိပ်လိုက်အကောင်ကို create API ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်အကောင့်တစ်ခုဖြစ်နေတဲ့အတွက်ကျွန်တော်အောင်သိန်းလေးနဲ့ပဲပြန်သွားမယ်ခဏလေးဆောက်အကောင့်မကျွန်တော်အကောင့် မှကျွန်တော်ရှိနှစ်ခုလားမသိဘူးလုံပြီးသား VPN နဲ့မှမြင်ရပါနဲ့တွေ့တယ် VPN တစ်ချက်တော့ဖွင့်လိုက်ပါကျွန်တော်ရင်တစ်ခေါက်ကရှိနှစ်ခုဟွာပေါ့ကျွန်တော် software တွေအတွက်ကျွန်တော်သုံးထားတယ်ဒီ database ဒီ DB ကတော့ကျွန်တော်တို့နှစ်ခုပဲရတယ်ဗျအများကြီးလုံးလို့မရဘူးနှစ်ခုရဲရရမယ်ပေါ့ okay ကျွန်တော်ဒီမှာ connect လုပ်လိုက် ခုနစိုးရတယ်ဟို VPN လိုတယ်ပေါ့ဗျာပြောလို့ဆိုတော့ပြန်ဝင်လိုက်ဟိုဒီမှာဒီမှာနှစ်ခုရှိရဲကျွန်တော်အကောင့်ထဲမှာဒီမှာနှစ်ခုဒီမှာနှစ်ခုရှိရဲတခုကိုကျွန်တော်ဖြတ်လိုက်မယ်နော်ဒီမှာမိုက်ပုံးလေးနဲ့ဖြတ်လိုက်ဒီကောင်ကကျွန်တော်တုံးထားတဲ့အတွက်ကျွန်တော်ဖြတ်လို့မရဘူးပေါ့အဲ့ဒါကိုဖြတ်ချလိုက်ပြီခဏဆောင်အန်ဒိုဆိုတော့ကျွန်တော်တို့ပြန်ထည့်ရင်လည်းထည့်လို့ရသေးတယ်ပေါ့သူအချိန်တတ်မှတ်ပေးထားတယ်အခွေးပြတ်သွားပြီပြတ်သွားရင်တော့ပြန်ထည့်လို့မရတော့ โอเคကျွန်တော်တို့ပြီးလို့ယူရင် create new လို့ယူလိုက်နှိပ်လိုက်မယ် create new အဲဒီမှာ create api ပေါ့ api တခုလောက်ရမယ်ဒီ link https ဆိုတာလေးကိုထောက်လိုက်ပေးချမယ်ပေါ့ညာဒီမှာပေးချလိုက်ကျွန်တော်ခုန copy ယူခဲ့တဲ့ link ပေါ့အဲအကောင့်လေးကိုပေးချလိုက်ပြီးရင် create api ပေါ့ဟိုခဲရှိရယူခဲ့တဲ့ link လေးကိုဒီမှာလာထည့်ပြီးရင် create api ကိုနှိပ်လိုက်ရင် api တခုရလာလိမ့်မယ် okay ဒီမှာ api တခုထွက်လာပြီပေါ့ sorry ဒီမှာ https cdatabase.io api ဆိုပြီးတော့အဲကောင်လေးကိုဖိလိုက်ပါအဲကောင်လေးကိုဖိလိုက်လို့ရှိရင်မဖိလိုက်လို့ရှိရင်ဒီမှာ copy link တက်ဆိုတာလေးပေါ်လာတယ်အဲကောင်လေးကိုနှိပ်လိုက် copy link တက် okay ဒါဆိုရင်ကျွန်တော်တို့ရှိပိုင်းပြီးသွားပြီကျွန်တော်တို့ရေးအဆင်ပြေပြီကျွန်တော်တို့ notebook ထဲမှာသွားမှတ်ထားလိုက်မယ်ကောင်ကိုမတုံးတော့ဘူးကျွန်တော်တို့ရှိပိုင်းရပြီးသွားပြီကျွန်တော်တို့ software ရေးရတော့မယ်ပေါ့ okay ကျွန်တော်တို့ software ရေးလိုက်မယ် okay ပြစ်ချလိုက်မယ်ဒါကိုမှတ်ထားလိုက် โอเคကျွန်တော်တို့ software ရေးလို့ရပြီကျွန်တော်တို့ scanware တွေကိုသွားလိုက်မယ်โอเคကျွန်တော်တို့ scanware တွေရောက်ပြီဆိုရင်ဒီမှာเนาะထွက်လိုက်မယ်ဒါဘာမှမဟုတ်သေးကျွန်တော်တို့ထွက်ချလိုက်မယ်ကျွန်တော်တို့ဒီမှာဒီမှာ software ရေးလိုက်မယ်ပေါ့အာဖန်တီးလိုက်ရောဗျာတခုခုโอเคကျွန်တော် bot app ပေါ့ b o o k bot app လို့ပဲပြလိုက်မယ် create app ပေါ့ application ပေါ့ အကောင်ကိုနှိပ်ပြလိုက်မယ်ကျွန်တော် VPN ဖြုတ်လိုက်မယ် VPN ဖြုတ်လိုက်မယ် Okay ကျွန်တော် scanner ပြန်ဝင်မယ် VPN နဲ့ဟုတ်ပြီဟိုခဏလေးဆောင်ပေးမယ်ပေါ့ဗျာ internet ကဖွင့်တာနာနာ โอเคကျွန်တော်တို့ဒီလိုရလာပြီဆိုရင်ကျွန်တော်တို့တွေဒီမှာပေါ့လီနီယာဝီလေးတစ်ခုယူလိုက်မယ်လီနီယာဝီလေးတစ်ခုထည့်လိုက်မယ်โอเคကျွန်တော်တို့ဝက်မှာမပဲတန်းထားပြလိုက်မယ်เนาะဒါတွေပြောပြအောင်မယ်เนาะပြန်ပြောပြမယ်ကျွန်တော်တို့ဒီလီနီယာ8ဆိုတာကဒီလိုသွားတာဟောပေါ့လျားလိုက်သွားတာလီနီယာဝီဆိုတာကတောင်းလိုက်သွားတာပေါ့အဲ့လိုသွားတယ်โอเคဒီကောင်ကအဆုံးရှိတယ်ပေါ့အဆုံးရှိတယ် ဒီအောက်ကစကရိုအိတ်နဲ့စကရိုဘီဆိုတာကသုံးမရှိဘူးအများကြီးထည့်လွှဲရတယ်ဒီအပေါ်ကလီနီယာဘီလီနီယာအိတ်ဆိုတာကအဆုံးရှိတယ်ပေါ့အဲโอเคကျွန်တော်တို့ဒါဒီတိုင်းပဲထားလိုက်မယ်ပေါ့ဒီလီနီယာဝီလေးကိုဖိပြီးရောဒီဘောတင်လိုက်ပြီးရင်ကျွန်တော်တို့ဝဲမှာမပဲတန်းထားလိုက်မယ်โอเคဝဲမှာမပဲတန်းဒီမှာမပဲတန်းဆိုတာကိုရွေးပြလိုက်ပြီးရင် slap ပြလိုက်မယ်โอเคကျွန်တော်တို့ slap ပြโอเคကျွန်တော်တို့ပြီးလို့ရှိရင် w လေးတွေ၃ခုယူလိုက်မယ် w ပုံမှာပဲလားပုံရင်ဗျာကျွန်တော်သိပြီးရောလုံးဝပြလိမ့်ဘူး ဒါနဲ့ပါတူးမှာမှဆမ်းပြမယ်โอเคကျွန်တော်တို့ပြလို့ရှိရင်ကျွန်တော်တို့ဒီမာဒီကောင်ကိုအလဲကောင်ရွှေ့ကျင်တာဖြစ်တယ်လေဒီဒီညာကြီးကိုဖိလိုက်မယ်ကျွန်တော်တို့ဒီဘွား item တွေကိုဒီအလဲကောင်ရွှေ့ကျင်တာဖြစ်တယ်လေကျွန်တော်တို့ဒီညာကိုဖိလိုက်ပြလို့ရှိရင်ဘေးကိုဆွဲမယ် gravity ဆိုတာမှရှိတယ် gravity gravity ဆိုတာကို center horizon နဲ့ center vertical ကိုကြိုက်တဲ့နေရာကိုရေးပြလို့ရတယ်ပေါ့โอเคကျွန်တော်တို့ဒီမှာ left ထားနေခြင်းလည်းရတယ်ဘယ်ထားခြင်းလည်းရတယ်ညာထားခြင်းလည်းရတယ် ဟာဗောအပေါ်ထားခြင်းလည်းရတယ်အောက်ထားခြင်းလည်းရတယ်ကျွန်တော်လေကောင်းထားမှာဖြစ်တဲ့အတွက်ဟာဗောစန္ဒာဟောရီဇွန်နဲ့စန္ဒာဘာဒီကထားတယ်โอเคကျွန်တော်ဆက်လက်ပြီလဲโอเคကျွန်တော်ဒီမှာရောက်သွားပြီဗောဒီအလေကောင်ရောက်သွားပြီကျွန်တော်တို့ပြီးလို့ရှိရင်ဒီအပေါ်ဆုံးအတက်ဗျူးလေးကိုကျွန်တော်တက်ဆိုင်လေးနည်းနည်းကြည့်လိုက်မယ်16အာ16ဆိုရင်โอเคဒီမှာဒီလိုထားလိုက်မယ်ဒီရောက်ကောင်ကောင်ကိုကျွန်တော်တို့ဒီမှာ16ထားလိုက်မယ်အသေးသေးလေးတွေပေါ့ဗျာโอเคโอเคโอเคဒီမှာဒီလိုထားလိုက်မယ်အင်းဒါဒီကောင်ကို ဒီမှာရှင်းထားလိုက်မယ်။ Okay ကျွန်တော်တို့ဒီလိုပြီးသွားလို့ရှိရင်ကျွန်တော်တို့ component မှာတစ်ချက်သွားပြလိုက်မယ်။ဒီ component အောင်သွားမယ်။ပြီးရင်ဒီအောက်ကပေါင်းလေးကိုနှိပ်လိုက်မယ်။ component လေးဟာပေါ့ internet ကျွန်တော်တို့ network record network ဆိုတာလေးကိုကျွန်တော်တို့ယူပေးရမယ် record network Okay ဒီမှာကျွန်တော်တို့ record network မှာကျွန်တော်တို့ map ပေးရမယ် ATN လို့ပဲမှတ်လိုက်မယ်။ Okay add ပေးလိုက်မယ်။ ဘယ်ကျွန်တော်တို့ဒီလိုရလာပြီလိုရလာပြီဆိုရင်ကျွန်တော်တို့ record network မှာကျွန်တော်တို့ဘာမှမထည့်သေးဘူး event ကိုပြန်သွားမယ်ဟော event on create မှာသွားမယ် event on create okay event on create မှာသွားမယ်ပြီးလို့ရှိရင် okay ကျွန်တော်တို့ဒီမှာပေါ့ဒီမှာကဒီမှာကျွန်တော်တို့ oh sorry sorry operator မဟုတ်ဘူး component နဲ့သွားမယ်ဗျာ component နဲ့သွားမယ် component နဲ့မှာဘာရှိလဲဆိုတော့ကျွန်တော်တို့ star request star network record ပေါ့အဲအကောင်ရှိရဲအကောင်ကိုကျွန်တော်ဖြည့်ပြီးယူလိုက်မယ် okay ဒီမှာပြီးလို့ရှင်ဒါလေးတွေအဆက်လေးလိုက်ပေးလိုက်မယ်ပေါ့ဒီကောင်အဆက်လေးလိုက်ပေးလိုက် adn slash ဒီမှာဒါက get gas slash okay ကျွန်တော်တို့ဒီမှာ url နေရာမှာရင်းနှုန်းကတော့ www.google.com လို့ထည့်တယ်အခုတော့မဟုတ်တော့ဘူးကျွန်တော်တို့ဒီမှာ url နဲ့လိုက်မယ် ခွေးကျွန်တော်တို့ဝေးပြီးလို့ရှိရင်ဒီမှာပိတ်ချရမယ်ပေါ့โอเคခုနကကျွန်တော်တို့ယူလာခဲ့တဲ့လင်ကိုဒီမှာပိတ်ချလိုက်ပြီးလို့ရှိရင်စိတ်ပြလိုက်မယ်ပေါ့โอเคစိတ်ပြီးရင်ဒီမှာဒါကတော့ကျွန်တော်တို့ကြိုက်တာထားလို့ရတယ်ပေါ့အော်ကြိုက်တာထားလို့ရတယ်โอเคကျွန်တော်တို့ဒီမှာအန်ဒီဒီအန်ဒီဒီနဲ့လိုပဲပြလိုက်မယ်စိတ်ပြလိုက်မယ်အားဆိုရင်ပြီးတာပြီးကျွန်တော်ထွက်လိုက်မယ်ဤရင်ကွန်ပိုးနန်လေးကိုချက်သွားမယ်ကွန်ပိုးနန် ဟုတ်ပြီကျွန်တော်တို့ဒီမှာဒီကောင်လေးကိုနှိပ်လိုက်မယ်ဒီကိုကွက်နှစ်ဝက်ကို okay on respond သူ့ဘက်ကပြန်လာတဲ့ချိန်ကျမှပေါ့ဗျာဒီမှာကျွန်တော်တို့ဒီမှာဒီအောက်ကကောင်နှိပ်လိုက်အာဘော operator ကျွန်တော်တို့ခုနကကျွန်တော်တို့ jason api ကိုကျွန်တော်လုတ်ခဲ့ပြီပေါ့โอเคပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ jason limit ပေါ့အကောင်လေးယူလိုက်မယ်ကျွန်တော်တို့ခုနကလုတ်ခဲ့တာဒီ jason api ဖြစ်တယ် တော်တို့ခုနကလင်လေးထုတ်ခဲ့တာဒီ Jason API ဒီမှာ response response ဆိုတာကိုတော့ဒီထဲ Jason နဲ့ကိုထည့်ပေးလိုက်အဲ okay ကျွန်တော်တို့ဒီထဲရောက်လာပြီဒီထဲရောက်လာပြီဆိုရင် limit limit ကျွန်တော်တို့တခုတည်ဆောက်ရမယ်ဒီမှာ limit မရှိသေးဘူးဖြစ်တဲ့တဲ့တော့ဒီမှာဘာမှမပေါ်ဘူးပေါ့ okay ကျွန်တော်တို့ဒီမှာ limit တခုသွားထည့်ပေးရမယ် cancel လက်ထဲထုတ်သွားမယ်ဒီမှာလက်ပေါ့လက်ထဲထုတ်သွားမယ်လက်ထဲမှာ add လက်ကိုနှိပ်ပေးလိုက် အဲ့လက်ကိုနှိပ်ပြလိုက်မယ်။ Okay ကျွန်တော်တို့ limit တစ်ခုပေါ့။ limit တစ်ခုတိဆောက်ပေးရမယ်။ map ကိုနှိပ်လိုက်ပြီးရင်ကြိမ်မှကြိုက်တာထည့်လို့ရတယ်။ LSTMAB ကျွန်တော်က limit လိုပဲထားပေးလိုက်မယ်။ Okay ဒီမှာဒါကို add ပေးလိုက်မယ်။အဲ့ဆိုရင်ဒီမှာလားပေါ်ပြီပေါ့ဒီမှာ limit ကိုနှိပ်လိုက်မယ်။ Okay ဒီမှာ slab ပေးလိုက်မယ်ပြီးရင် slab ပေါ့။ Okay ဒီလိုရှိရင်ကျွန်တော်တို့ဒီမှာ view ရဲ့ကိုသွားမယ် view ရဲ့ကို view ထဲမှာ w set တက်ကို၃ခုယူမယ်ကျွန်တော်တို့ခုနက w လေးတွေကိုယူရင်ယူတဲ့ပုံမှာမူတည်တာပေါ့ဗျာနော် okay ဒီမှာဒါလေးတွေအဆက်လိုက်ပြီးလား w1 w1 မှာ w1 w2 w3 အဲ okay ကျွန်တော်တို့ဒီမှာရပြီဒီလိုရလာပြီဆိုရင်ကျွန်တော်တို့ let ထဲထုတ်သွားမယ်ကျွန်တော်တို့ let ထဲကျွန်တော်ဘလို့လှုပ်လှုပ်လဲဆိုတော့ပြမယ်နော်ကျွန်တော်တို့ဘလို့လှုပ်လှုပ်လဲဆိုတော့ပြမယ်ဒီ limit limit ဆိုတာလေးယူလိုက်မယ် limit လစ်မှတ်လေးတွေထည့်ပေးလိုက်မယ်ပေါ့โอเคโอเคကျွန်တော်တို့ဒီမှာနောက်ဆုံးနေကိုလိုက်ပြီးတော့ကျွန်တော်တို့ဒီမှာဒီမှာလိုက်ပြီးတော့အဆက်လေးတွေလိုက်ပေးလိုက်ဒီမှာအဆက်လိုက်ပေးလိုက်မယ်ပေါ့အာ slab ပေးမယ်ပေါ့ကျွန်တော်ဒီလိုရသွားပြီဒီလိုရသွားပြီဆိုရင်ဒီမှာနောက်က0လေးတွေလိုက်ထည့်ပေးလိုက်ကျွန်တော်တို့0ဒီအဝိုင်းကွက်လေးတွေထဲမှာ0 gap balloon app မှာ0လေးတွေထည့်ပေးလိုက် 0လေးတွေလိုက်ထည့်ပေးနိုင်မယ်ပြီးလို့ရှိရင်လာယူကျွန်တော်တို့ဒီမှာမှားရင်တော့ तू อ่ะလှုပ်လှုပ်မှာမဟုတ်ဘူးเนาะကျွန်တော်ပြောတယ်လှုပ်လှုပ်ဘူးโอเคကျွန်တော်တို့ဒီမှာအပေါ်ဆုံးဒီချိတ်ကွက်မှာကျွန်တော်တို့ဘာလုပ်ကျင်တာလဲဒီကီးတဲ့ကိုဒီဟာကြတော့ကီးနဲ့ချိတ်ဆက်ရတော့မယ်โอเคကျွန်တော်တို့ဒီမှာထွက်လိုက်မယ်โอเคဘူဘီယန်ကို cancel လုပ်လိုက်မယ်ဒီမှာကျွန်တော်တို့โอเคဒီမှာโอเคโอเคခဏလေးပါဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ခုနကလုပ်ခဲ့တဲ့ အာကိုကဲရှိဆော်ဝဲတွေကပေါ့ဆော်ဝဲเนาะကျွန်တော်တို့ဟိုဟာခရုန်းနေရကိုကဲတွေကကောင်းနေကျွန်တော်တို့မဆိုင်တော့ဘူးဒီကောင်းနေပဲလှုပ်လို့ရတော့မယ်ကိုကဲကပြီးသွားပြီဒီကျွန်တော်လုပ်ခဲ့တဲ့အာစပရက်ရှိတဲ့ကိုဝင်လိုက်မယ်โอเคကျွန်တော်တို့ဒီ W1 မှာဘာကီးလဲဘာကီးလိုချင်တာလဲမေးလိုက်မယ်ကျွန်တော်တို့တိုက်တယ်ဆိုတော့ key ID လေးကိုထည့်ပေးလိုက်တိုက်တယ်ဒီတိုက်တယ်เนาะမှတ်ထား TI TI DNE ဒါမှရင်များဘူးဒါမှရင်အလုံးမလုပ်ဘူးတိုက်တယ်ပေါ့ okay ကျွန်တော်တို့ဒီမှာတိုက်တယ်ထည့်ပြလိုက်မယ်ဒီအဲဒီ W1 မှာကျွန်တော်တိုက်တယ်ပေါ်ကျင်တာဖြစ်တဲ့အတွက်ဒီ W1 မှာကျွန်တော်တို့ဒီမှာ key ရဲ့မှာကျွန်တော်တိုက်တယ်လို့ထည့်ပြလိုက်မယ်ဒီ key ရဲ့မှာ T I D N E တိုက်တယ်ပေါ့ okay ဒါဆိုရင်ပြီးပြီဒါဆိုရင်ဒီ W1 မှာတဲ့သူက0ဒီ gap value add တဲ့အော်0ဖြစ်နေတဲ့အချိန် limit မှာကျွန်တော်တို့ဒီမှာတိုက်တယ်ဆိုတော့ key ID ပေါ့ ID ဆိုတာကျွန်တော်စောကြီးရပြောတယ် ID ဆိုတာကအာပေါ့ ဟိုအောက်က data တွေနဲ့ ID တွေနဲ့ညီတယ်လို့ပြောတယ်တိုက်တယ်ဆိုလို့ရေးလိုက်တာနဲ့ကျွန်တော်တို့ data တွေကိုဒီ software ထဲမှာလာ run ပေးမယ်အဲ့လိုသဘောရတယ်ကျွန်တော်တို့အဲ့လိုရတယ်ပေါ့ okay ကျွန်တော်တို့ဒီမှာထွက်လိုက်မယ်ဒီမှာနောက်ထပ် key တစ်ခုတွားယူလိုက်မယ်ကျွန်တော်တို့ဗာလဲ MESSAGE message ဒီဒီ W2 မှာကျွန်တော် MESSAGE message ကို ID ကိုကျွန်တော်ယူခြင်းနဲ့ဟုတ်ပြီဒီမှာ MESSAGE ပေါ့ W2 မှာ MESSAGE message ထည့်လိုက်မယ်ဒီ W3 မှာဘာပေါ်ရင်တာလဲဒီကီးလေးတွေမရင်တော့လုံးမလုံးဘူးနော်ကို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 ဆိုတာကို ID အနေနဲ့ကျွန်တော်သတ်မှတ်ခဲ့တယ်ကို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 โอเคစိတ်လိုက်မယ်ဒါဆိုရင်ပြီးသွားပြီဒီ W2 မှာလည်းဒီ W2 မှာလည်းဒီ gap value အ0ဖြစ်နေတဲ့ချိန်မှာဒီ ID ဒီ limit limit ထဲမှာ limit ဆိုတာကဒီ limit ဖွဲ့စည်းလိုက်တဲ့အကြောင်းအကြောင်းရင်းကကျွန်တော်တို့ကိုခဲရှိခုနက API အဲဗော အာဘော Jason API လေးလောက်ခဲ့တဲ့ဖြစ်တဲ့အတွက်ဒီ limit ကဒီ API နဲ့ညီသွားဒီ response ဆိုတာ response ပြန်တဲ့ချိန်မှာဗော response ဆိုတာဘာနဲ့ညီလဲကျွန်တော်တို့ဒီဒီ event on create ကဒီဒီ link อ่ะဒီ link ကိုကျွန်တော်တို့လောက်ခဲ့တာကဒီမှာလာပေါ်ပေးသေးခြင်းလို့ဒီကောင်းနဲ့ညီသေးခြင်းလို့ဗျာဟိုဒီ on response ဒီကောင်းနဲ့ညီသေးခြင်းလို့အဲဒီ limit နဲ့ညီသေးခြင်းလို့ဒီ response ဒီခုနက on create ကကောင်းနဲ့ညီတယ်ဗော။ အုံခွေးကကောင်းတယ်ဒူဘဲကကောင်းတယ်လဲလက်မှတ်ကကောင်းတယ်လားညီသေးတယ်ပေါ့โอเคဒါဆိုရင်ဒီကြီးကဘာလဲ json api key ကျွန်တော်တို့ရင်ယူခဲ့တဲ့ api key ကိုကျွန်တော်တို့ဘာလဲဘာပေါ်ပေးမှာလဲကျွန်တော်တို့ w1 ကကောင်းကိုတိုက်တယ်ဆိုတဲ့ id ကို data တွေပေါ်ပေးမယ်ပေါ့โอเคဒါဆိုရင်ကျွန်တော်တို့အောက်ကကောင်းနေလဲတူတူပဲပေါ့ကျွန်တော်အဲ့လိုပဲတတ်မှတ်ထားလိုက်မယ်โอเคကျွန်တော်တို့အော်ဘော run လိုက်မယ်ပေါ့ဒီကောင်ကို run လိုက်မယ်ဒီကောင်ကို run လိုက်ရင်တော့ကျွန်တော်တို့ဘာမှပေါ်ပေးမှာမဟုတ်သေးဘူးကျွန်တော်တို့ ဟိုကီးထဲမှာကျွန်တော် Google Sheet ဆိုတဲ့ software ထဲမှာတစ်ချက်သွားညှိပေးအောင်မယ်ပေါ့ကျွန်တော်အဲ့ထဲမှာကျွန်တော်တို့ရေးရင်နဲ့စာအုပ်အဲ့ထဲမှာသွားရေးရင်အဆင်ပြေပြီကျွန်တော်လန့်တင်ပေးမယ်ပေါ့ဗျာ comment ပေးလို့ရတယ်ပေါ့ဗျာ comment ပေးလို့ရတယ်နောက်ကထိတ်ချုပ်ပေးလို့ရတယ်ပေါ့နော်ဒီထဲမှာတော့ Google Sheet အသင်ခန်းစာမှာကအာ admin app က Google Sheet software ဖြစ်တယ်ပေါ့အဲ Google Sheet software ပေါ့ဗျာ Google Sheet Play Store က download လိုက်တဲ့ software ပေါ့အကောင် admin app ပေါ့ ဘေးကျွန်တော်ထွက်လိုက်မယ်ဘယ်မှာလဲရောက်နေပြီလဲကျွန်တော်ဒီမှာ bot app ဆိုတာလေးရောက်နေ bot app ဆိုတာရောက်နေပြီကျွန်တော်ဝင်ကြည့်လိုက်မယ်ကျွန်တော် w ပဲပေါ်ပေးလိမ့်မယ် w ပေါ်ပေးလိမ့်မယ် okay 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 ဒီမှာကျွန်တော်တို့ like ပြီးတော့ Google ရှိရှိမှာကျွန်တော်တို့ဒီမှာ like ထည့်ပေးလိုက်မယ်ရှိဒီမှာရှိအဲ့ရှိထဲမှာကျွန်တော်တို့သွား you ထည့်ပေးလိုက်မယ်ပေါ့ကျွန်တော်ဒီခုနကကျွန်တော်တို့ subscribe ရှိတဲ့ဝင်ပေးလိုက်မယ် ျွန်တော်တို့တွေဒီမှာဒီတိုက်တယ်နံပါတ်2အကွက်ထဲမှာကျွန်တော်ရေးချင်တဲ့စာကိုရေးလိုက်မယ်ကျွန်တော်တို့တိုက်တယ်ပေါ့ဒီမှာကျွန်တော်နာမည်ရေးထည့်ရမယ် AUNG အောင် DACIN သိန်းအောင်သိန်းလင်းโอเคကျွန်တော်တို့ message မှာက MESAG message မှာကကျွန်တော်တို့အဲ hello ပေါ့ hello hello ထည့်ပေးလိုက်မယ်ဒီမှာက WORND WA โอเคဆေးပေးလိုက်မယ်ပေါ့ ဒါဆိုရင်ဝင်းကြည့်လိုက်မယ်ကျွန်တော်တို့ဘုတ်အပ်ထဲကိုဝင်းကြည့်လိုက်မယ်အဲဒီမှာလားပေါ်ပြီပေါ့ဗျာဒီမှာကျွန်တော်ခုနကတက်ဗျူးကိုပြောင်းပြန်လုပ်ခဲ့လို့ကျွန်တော်တို့ပေါ်ပြီးတာဒီမှာတော့ကျွန်တော်တို့အောင်သိန်းလင်းဆိုတာလားပေါ်ပြီတယ်ဝါဆိုတာလားပေါ်ပြီတယ်ဒီမှာဟယ်လိုဆိုတာလားပေါ်ပြီတယ်โอเคဒါဆိုရင်အဆင်ပြေတယ်ပေါ့ကျွန်တော်တို့ဒီမှာထွက်လိုက်မယ်ဒီမှာလာတင်ပေးလိုက်ကျွန်တော်တို့ဒီမှာလိုချင်တဲ့ကောင်ကိုလာတင်ပေးလိုက်မယ်ကျွန်တော်တို့ဒီမှာနံပါတ်3အကွက်ထဲမှာတင်ကြည့်လိုက်မယ်ပေါ့ ပါတ်3ကိုထဲမှာမြန်မာမြန်မာရိုက်ထည့်ပေးလိုက်မယ်ကောင်းစင်ကမြန်မာအာမြန်မာအဲဒီအောက်မှာကဂျောကာပေါ့ဂျောကာမန်အဲလို့ရိုက်ထည့်ပေးလိုက်မယ်โอเคပြီးရင်ကျွန်တော်တို့အမှန်ကြီးကိုနှိပ်ပြီးရင်အမှန်ကြီးကိုနှိပ်โอเคထွက်လိုက်တော့ကျွန်တော်ဒီအားလိုရောက်တာပြီဘာဘောပေးမလဲပေါ့ကျွန်တော်ခုနကထိတ်သွောင်းလောက်ခဲ့တာပေါ့မလားဒီဂျောကာမန်ဆိုတာပေါ့မလားโอเคခဏဆောင်โอเคဒီမှာသူက ဒီအောင်သိန်းလင်းဆိုတာကိုလာပေါ်ပေးမလားကျွန်တော်ထွက်ဟာဆက်ရှင်းလိုက်မနော်ဘာပေါ်ပေးမလဲပေါ့ဗျာကျွန်တော်တို့ခုနလောက်ခဲ့တဲ့ဂျော်ကာမန်ကိုပေါ်ပေးမလားဆိုတော့ no no မပေါ်ဘူးโอเคအပေါ်လဲကိစ္စမရှိဘူးကျွန်တော် review နဲ့တုံးနဲ့ချိန်ကြရင်ဒီကောင်ပေါ်ရမှာပဲဘာပဲဖြစ်ဖြစ်သူအများကြီးထည့်ရမယ်ဗျာကျွန်တော်သူကခေါင်းစဉ်တစ်ခုတည်းအတွက်ပဲကျွန်တော်တို့ကပို့ပေးတာကျွန်တော်တို့အဲ့ဒါဆိုရင်အရင်မှာတော့တင်းကြည့်လိုက်မယ်ဒီခေါင်းကိုဒီခေါင်းဖြတ်ချလိုက်မယ်မြန်မာကိုဖြတ်ချလိုက် ီဂျော်ကာကိုဖျက်ချလိုက်ဒီကောင်ကအက်ဒမင်အက်ပဲဗျာဒီကောင်အက်ဒမင်အက်ပထမပုံနေလဲလန့်တင်ပေးလို့ရတယ်ဗီဒီယိုတွေလဲလန့်တင်ပေးလို့ရတယ်ဘူဘီရရဲရင်ပို့ပြီးအစင်ပြေတယ်ပေါ့โอเคတိုက်တယ်မှာကျွန်တော်မြန်မာအမမေယာမြန်မာဂျော်ကာဂျော်ဂျီโอเคရဂျော်ကာမန်ကျော်ကမန်လို့ရေးပြလိုက်မယ်။မန်ကြီးပြီးရင်နောက်ထပ်မန်ကြီးထွက်လိုက်ထွက်လိုက်တော့မယ်။ โอเคခဏဆောင်းမယ်ကျွန်တော်တို့ဒီမှာကိုယ်ရှိရလန့်တင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ခဏဆောင်းမှာကျူက data ရောက်တယ်ပေါ့ဘိုးရထဲမှာကြည်လိုက်ဂျော်ကာမန်โอเคမြန်မာဂျော်ကာမန်တပ်ယူပါကျွန်တော်ခုနကပြောင်းပြန်လုပ်ခဲ့လို့ဒီမှာဂျော်ကာက အောက်ဆုံးရောက်နေတာโอเคအားလုံးကျေးဇူးတင်ပါတယ်ဗျပါတူးလာမယ်ပေါ့ပါတူးလာရင်ပါတူးလေးလာမယ်ပေါ့ပါတူးဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်ပေါ့လာချင်းမလည်းလာမယ်ပေါ့ဗျာဒီပါတူးလောက်နေတယ်ပြီးတော့ပြီးတော့နိုင်တယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ